ပဲလစ်ကို စွဲမွေးမဲ့ပွဲမှာစောင့်ကြည့်သွားရမယ့်အချက်များအလုံးမဲ့မင်္ဂလာပါရှင်စပော့ကဘာကနေကြိုဆိုလိုက်ပါတယ်လီဗာပူးအသင်းအနေနဲ့ကတော့တနင်္ဂနွေညချမ်းမှာခရစ်စတယ်ပဲလစ်အသင်းကိုအိမ်ကွင်းကနေအဲ့ခံရင်ဆိုင်သွားရဖို့ရှိနေပါတယ်စူပလာကိုတိမ့်ပိုက်ပြီးသားဖြစ်တာကြောင့်အနိုင်ရှုံးရလက်ကတိတ်ပြီးအေးမပါတော့ဘူးဆိုပေမဲ့လည်းနောက်ဆုံးပိတ်အိတ်နဲ့လွဲဆိုသလိုမျို အန်ဖီပြည်သက်တည်းရဲ့ရှေ့မှာမှာလီဗာပူးသားတွေအနေနဲ့အနိုင်ရလက်ကိုပုံဖော်သွားဖို့အသေးအတန်ကြိုးစားလာကြပါလိမ့်မယ်။ဒီပွဲစဉ်ကတကယ်ကိုကြီးမြတ်တဲ့ပွဲစဉ်တစ်ခုဖြစ်လာဖို့ရှိနေပြီးတော့ပွဲစဉ်ပြီးမှပရီးမီယာလီဂ်ဆူပါလာဂျီကိုဘေးအပ်ချင်းမြင့်သွားမှာဖြစ်ပါတယ်။အခက်အခဲပေါင်းများစွာကြားကနေတစ်နှစ်ပတ်လုံးကြိုးစားရုန်းကန်လာရတဲ့အသည့်အပွင့်ရလက်တွေကိုကြုံတွေ့ခန်းစားသွားရတော့မှာဖြစ်ပါတယ်။ဒီပြဟောင်းယာကန်ကလော့ပ်ကိုယ်တိုင်ကလည်းအန်ဖီမီကိုလာရောက်ကြည့်ရှုမယ်လို့ပြောကြားထားပါတယ်။ Klopp အနေနဲ့အသင်းကိုစွန့်ခွာသွားပြီမဲ့အသင်းပေါ်တန်ရုံးစဉ်ကတော့အခုထိမကုန်သေးတာကိုတွေ့ရပါတယ်။အခုဒီလောက်ထွက်ပေါ်နေတဲ့သတင်းတွေလိုမျိုးရိုမာအသင်းကိုကိုင်းတွဲနီးပြမှာမဟုတ်သေးပဲနဲ့လာမယ့်နှစ်အနည်းငယ်အတွင်းမှာလည်းနီးပြအဖြစ်ပြန်လည်လုပ်ကင်မှာမဟုတ်ဘူးလို့ရာဂန် Klopp ကပြောကြားခဲ့ပါတယ်။ဆက်ဆက်ပြီးတော့လေရာဂန်ကလပ်ကပြီးခဲ့တဲ့ပွဲစဉ်မှာလီဗာပူးပရိသတ်တီအနည်းနဲ့အသင်းပြောင်းရွှေ့သွားတော့မဲ့ထရန့်အာနိုအပေါ်ကိုဝိုင်းဝန်းလောင်ပြောင်းခဲ့တာကိုအရှက်ရမိတယ်လို့ပြောဆိုခဲ့ပါဗျ။ ီလိုမျိုး trend ကိုဝိုင်းပြီးလှောင်ပြောင်ချိန်မှာဆက်မကြည့်နိုင်တော့ဘဲနဲ့ TV ကိုပါပိတ်ထားခဲ့ရတဲ့အထိဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။အသင်းကနေထွက်သွားတော့မှမှန်မိမယ်လဲ trend အနေနဲ့အသင်းအတွက်အများကြီးပေးဆက်ကစားခဲ့တဲ့အပေါ်ကျေးဇူးကန်းတဲ့ပုံစံမျိုးမဖြစ်စေဖို့လိုအပ်ကြောင်းကိုလည်းထည့်သွင်းပြောဆိုသွားခဲ့ပါသေးတယ်။ဟဲဗီမီကိုပြန်လဲခြေချလာမဲ့ရာခန်ကလော့ပ်ရဲ့ခရီးအတွက်လဲလီဗာပူးပြိုင်သက်တွေကရင်ခုန်နေကြပါဗျ။ဒါကြောင့်လည်းပဲသူ့ရဲ့တပည့်ဟောင်းတွေဟာအဲလစ်အသင်းကိုအကောင်းဆုံးဆွဲမွေသွားမဲ့အခြေအနေမှာရှိနေပါဗျ။ ်အမ်စလော့အနေနဲ့ကလည်းနောက်ဆုံးပိတ်အိတ်နဲ့လွယ်ကျင်တာကြောင့်မလို့အတောင်တင်းဆုံးအစုဖွဲ့နဲ့ပဲပွဲထွက်လာဖို့ရှိပါတယ်။ဘူသမားဖြစ်ကတော့အဲလီဇန်ကိုနေရာပေးလာနိုင်ပြီးတော့ဘိုးခန်စီအတွက်ဖြစ်ကတော့ဖန်နိုက်နဲ့ကိုနာဒီတို့ကိုပဲထုတ်သုံးလာဖို့ရှိပါတယ်။ဖန်နိုက်ကအသင်းနဲ့စာချုပ်သက်တမ်းတိုးပြီးပြီဖြစ်တယ်လို့ကိုနာဒီကိုလည်းစာချုပ်သက်ပေးဖို့အတွက်ညီနိုင်ဆွနင်းမှုတွေပြုလုပ်ရရှိပါတယ်။အဆင်ပြေမယ်လို့လည်းမျှော်လင့်ရပါတယ်။ဘာမှကလည်းမယုံမလို့အနေထားမျိုးနဲ့နောက်ထပ်ဘိုးအခန်းစမှုတစ်ဦးလောက်ကိုတော့လာမယ့်ဈေးကွက်တွေမှာခေါ်ယူသွားတင်နေပါဗျ။ full back player တွေအဖြစ်ကတော့ Robertson နဲ့ Bradley တို့ကိုပဲပွဲထုတ်လာနိုင်ပါတယ်။ညာဆန်းအတွက်ကတော့ Liverpool စင်အသင်းရဲ့ frame bound ကိုခေါ်ယူပြီးပြီဖြစ်တယ်လို့ဘယ်ဆန်းအတွက်ကလည်းနောက်ထပ်ကစားသမားတဦးလောက်ကိုတော့အားဖြည့်ခေါ်ယူသွားဖို့ရှိနေပါတယ်။ဘုံမအသင်းရဲ့ Carcass နဲ့ကတော့တင်းနေကျေလောင်နေပါတယ်။ဆက်ဆက်တင်းနေရဆိုလို့ရှိရင်လည်းဒီပွဲစဉ်မှာကွင်းလယ်လူမကာအနေနဲ့ပါဝင်နိုင်မှာမဟုတ်ဘူးလို့သိရပါတယ်။ဒါကြောင့်ကွင်းလယ်အတွက်ဖက်ဖြစ်ကတော့ Sobo Gravy နဲ့ Curtis Jones တို့ကိုပဲမြင်တွေ့လာရဖို့ရှိနေပါတယ်။ တက်လောမာလီဘာကူစင်အသင်းရဲ့ဂျာမနီကွင်းလယ်တိုက်စစ်ကစားသမားဖြစ်တဲ့ Florian Wirtz ကို ခေါ်ယူဖို့အတွက်လက်တကန်းအလိုပိုရရှိနေပြီဖြစ်ပြီးတော့ Palace နဲ့ပွဲစဉ်မှာ Curtis Jones ရဲ့ဆွမ်းဆောင်ရည်တွေကိုလည်းအကဲဖြတ်စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။တိုက်စစ်ကစားသမားတွေဖြစ်နေတဲ့ကတော့ DS Gapo နဲ့ Salah တို့ကိုပဲသုံးစွဲလာနိုင်ပါတယ်။ ။တိုက်စစ်မှုမူဆလာကတော့ကြာလီကောင်းလီဖြစ်နေပါတယ်။ဒီနှစ်မှာစုတစိတ်ပေါင်းများစွာကိုတင်ပိုက်နေပြီးတော့ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားစုကိုပါရရှိထားသူလည်းဖြစ်ပါတယ်။ဥရောပရှေ့ပနတ်စုကိုရရှိဖို့အတွက်ဆိုရင်လည်းလက်တကန်းအလိုကိုရရှိနေပြီးတော့ပဲလစ်နဲ့ပွဲစဉ်မှာသာဂိုးရင်သိမ်းယူနိုင်ခဲ့မယ်ဆိုရင်ဒီရှေ့ပနတ်စုကြီးကိုလည်းထိုက်ထိုက်တန်တန်ရရှိသွားဖို့ရှိနေပါတယ်။ဆိုတော့လာမယ့်ပွဲစဉ်ကိုရင်ခုန်စားနေပဲအတူတူဆက်လက်စောင့်ကြည့်လိုက်ကြပါစို့ရှင်။